ားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခုလက်ရှိဥရောပ Champion League ပွဲစဉ် Semi Final နှစ်ပွဲကံသွားပြီ။ပထမကြိုးနဲ့ဒုတိယကြိုးနှစ်ကြိုးလုံးမှာ Inter Milan အသင်းနဲ့ Barcelona အသင်းတို့ကတော့တကယ်ကို Entertainment ပြီးတဲ့ပွဲဖြစ်သွားတယ်။ Probably သမိုင်းတစ်လျှောက်အကောင်းဆုံးထိုင်လို့တောင်ပြောလို့ရတယ်။ပထမကြိုးဒုတိယနှစ်ကြိုးပထမကြိုးတကယ်ကိုကောင်းတဲ့ပွဲ ပိုကောင်းတဲ့ chance နဲ့သင်းလို့ရကြတယ်ဒါပေမဲ့ဒုတိယအကြိုမှာ3 3ဖြစ်တယ်အင်တာမီလန်ကဒုတိယအကြိုရဲ့ပထမပိုင်းမှာ final တက်ပြီးတော့ပြောလို့ရတယ်တွင်းကိုနှစ်ကိုနဲ့ဦးဆောင်တယ်ဘာဆိုနာက sorry ပဲပြန်ပြီး camp ပြန်လာတယ်သူတို့ camp က complete camp ဖြစ်သွားတော့တဲ့အထိဖြစ်သွားခဲ့တယ်တကယ်လဲသူတင်ကိုတင်သူတင်ကိုတင်ကစားခဲ့ရပြီးတော့မှာဘာဆိုနာက၃ခုတွင်းနဲ့သူတင်87မိနစ်မှာ ရာဖီညာရဲ့ဂိုးကြောင့်ဘာစလိုနာဖိုင်နယ်တက်ဖို့လက်ကမ်းလို့ရောက်တဲ့အချိန်မှာနီးပြရဲ့နည်းနည်းလေး philosophy ပဲပြောမလားနီးပြရဲ့ခေါင်းမာမှုပဲပြောမလားဖရန်တိုရက်စ်နေရာမှာလေဗန်ဒေါစကီကိုထည့်တယ်တကယ်ဆိုရင်အရန်မှာအန်ဒရီးယားခရစ်စတီယန်ရှိတယ် fiber ထည့်ပြီးတော့သူတို့ခံစစ်ကိုပိတ်လိုက်ရင် လက်ချက် injury တိုင်း9မိနစ်မှာဘာမှဆိုဖြစ်နိုင်တယ်ပွဲတွင်းက decision ကတော့တိတ်ပြောစရာမရှိဘူးဒါပေမဲ့အဓိကကဘာလဲဆိုတော့ Inter Milan အသင်းရဲ့စိတ်ဓာတ်နဲ့ကစားသမားတွေရဲ့အတွေ့အကြုံ monster သူတို့စိတ်ဓာတ်ကတကယ်မာတယ်လုံးဝမလျှော့သွားဘူးနောက်ဆုံးအချိန်ဒီမှာ Inter Milan အသင်းက2-0နဲ့နိုင်ပြီးတော့မှ3-2နဲ့ပြိုင်ပွဲကထွက်ခံနိုင်ချာမှာပဲအဆုံးသတ်မှာ comeback အနေနဲ့အခြားပြည့်ရဲ့ကိုချာ သူတို့ဖြစ်သွားတယ်ဘာဆိုလိုနာအသိနဲ့ပတ်သက်လို့အဲ့ပွဲမှာကျွန်တော်တခုပဲပေါ့လေသဘောမချတဲ့ချက်ကဟန်စီဖလစ်ကထားပါတော့အင်နီဂိုမာတီနက်စ်ကိုထုတ်ပြီးတော့အဝူဟိုထွက်တဲ့အပိုင်းမှာမာတီနက်စ်ကဝါကက်ထိတာတော့မှန်တယ်ဒါပေမဲ့သူရဲ့အတွေ့အကြုံနဲ့ဒီတခြားလုံးဖြတ်သန်းလာတဲ့အခြေအနေကိုကြည့်ပြီးတော့တော်တော်လေးသူလုံးတက်ဂိုင်တက်တယ်ဒါပေမဲ့လေနီးပြားကဝန်းနဲ့အဝူဟိုထည့်တယ်အဝူဟိုရဲ့လက်ကော defensive ability နဲ့သူ့ရဲ့ concentrate ပိုင်းက Barcelona ကို cost ဖြစ်သွားတယ်။ဆိုတော့ Barcelona ဘက်ကလည်း chance ရတယ်ဗျာ Eric Garcia ပါညာနဲ့ပထမအကြိုကစားတယ်ဒုတိယအကြိုကစားတယ်ပွဲဒီပွဲတခက် quality ပွဲပဲ။ဒါကျွန်တော်ပေးသက်တည်းကြည့်ချင်တဲ့ပွဲမျိုးကျွန်တော်ပေးသက်တည်းတွေးချင်တဲ့ပွဲမျိုး။ဘာကြောင့်လဲဆိုတော့ Champions League မှာဒီလို level မျိုးမှာဒီလောက်ကစားနိုင်တဲ့ပွဲဟာတော်တော်ကိုကောင်းတဲ့ပွဲမျိုး။ Nothing's low တကယ်ကိုအထက်ကင်းအင်တာမီလန်လိုခန်းစစ်ကောင်းတဲ့အသင်းတောင်မှာလုံးဝကိုအိုပန်ကြီးဖြစ်တဲ့အထိနှစ်သင်းလုံးကစားခဲ့တာဆိုတော့အခုပထမအကျော်ဒုတိယအကျော်နှစ်ပွဲလုံးကတော်တော်ကောင်းတဲ့အင်တာမီလန်အသင်းမှာဒါကြောင့်လဲထိုက်တန်နဲ့ဒီပွဲကကျွန်တော်ချန်ပီယံလိသမိုင်းမှာအကောင်းဆုံးဆီမီဖိုင်နယ်လို့ပြောလို့ရသူတင်ကိုတင်သူတင်ကိုတင် တကယ်ကိုအကျိတ်နဲ့ရှိတဲ့ပွဲပဲဘာဆိုနာအတင်းလဲတော်တော်လေးကောင်းတယ်နှစ်တင်းလုံး final ထိုက်တယ်နော်ပထမအချုပ်မှာ inter milan ပိုကောင်းတဲ့အလိုလိုပြောလိုက်ရတယ်ဒုတိယအချုပ်မှာ barcelona ပိုကောင်းခဲ့တယ်ဒါပေမဲ့ yan so ma ရဲ့ outstanding performance ပေါ့လေကိုသမားအကောင်းဆုံးဆုရတယ်ဆိုကြတဲ့ကဒါဒီပွဲကကိုသမားတော်တော်လေး eric garcia ရဲ့အလုံးအပါပဲတကယ်ဂျမားရဲ့ crucial အလုံးတွေတော်တော်များဆေးသွားတယ်ဆိုတော့ inter milan ကသူတို့တမိုင်းမှာ champion league final 3ချိန်ပိုဆွဲထားတယ်64ရဲ့65မှာ2ချိန်ဖြစ်ပြီးတော့2010 ချန်ပီယံဖြစ်တယ်ဒါပေမဲ့နောက်ဆုံး3နှစ်မှာ22 23မှာသူတို့ final တက်တယ်24မှာမတက်ဘူးခု25မှာတက်တော့နောက်ဆုံး3နှစ်တည်းမှာ final ကိုနှစ်ကြိမ်တက်တယ်ဘာစလိုနာအတွက်ချန်ပီယံလိမှာ2019သူတို့ semi final လေးပါဘူးကိုဒုတိယကြိုးရှုံးပြီးခဲ့တာအခု 9နှစ်ကျော်6နှစ်ကျော်မှာပထမဆုံးကြိတက်ပြီးတော့သူတို့6ကြိမြောက်ချန်ပီယံလိဖလားရဖို့အတွက်အလံမွေးနေစေစမီမှာရပ်တန့်ခဲ့ရတယ်။ဒါပေမဲ့ယမားကတော်တော်လေးခြေစွမ်းပြခဲ့သူရာဖီညာကတော့ဂီရာစင်နဲ့အတူ twin goal 73ကိုရခဲ့တယ်။ဆိုတော့ဒုတိယ semi final မှာ Paris Saint Germain ကနှစ်ကျော်ပေါင်းပိုကောင်းတဲ့အသင်း။ဒါပေမဲ့ဒုတိယကျော်မထင်မှတ်တဲ့ Arsenal ရဲ့အစောပိုင်းမိနစ်တွေ15မိနစ်17မိနစ်ပတ်ဝန်းကျင်လောက် ကစားပုံမှာတော်တော်လေးကောင်းတယ်ဗျအာဆဲ aggressive ဖြစ်တယ် pressing ကောင်းတယ်ပထမအကြော့ကတည်းက pull break ဖြစ်တယ်ဒီအတွက်ကြောင့်လည်း PSG ကိုအစောပိုင်း minute တွေမှာတောက်လျှောက် cost ဖြစ်စေတယ် PSG တောက်လျှောက် pressure ဖြစ်တယ်ဒါပေမဲ့ဘောလုံးပွဲတစ်ပွဲမှာကိုက top ဖြစ်နေတဲ့အချိန်မှာအဆုံးသက်ပြိုင်ဘက်ကို kill လောက်ရမယ် kill လောက်ရမယ်အချိန်အဆုံးသက်ဖြစ်ရမယ်အချိန်မျိုးကိုအာဆဲမလုပ်နိုင်ဘူးဒါက စတိုရီပေါ့လေကျွန်တော်တို့တရားစီလုံးမှာအာစနယ်စတရိုက်ကာမရှိလို့စတရိုက်ကာမရှိဆိုတော့ဒါလည်းပြောဖို့တော့ခတ်သွားပြီ။ဘာလို့ဆိုတော့ဒါလည်းရှုံးသွားရင်ဒီကောင်လေးစတရိုက်ကာမရှိလို့ဆိုတဲ့စတိုရီဖြစ်လာမယ်။ဒါပေမဲ့ဒီနေ့အဓိကအဆုံးဖြတ်သွားတာလည်းဒါပဲ။ Paris Saint-Germain ကချာချာပပရတဲ့ chance ကိုသူတို့ clinical ဖြစ်တဲ့အသုံးချတယ်။ပထမပိုင်းမှာလည်းကအာစနယ်ကဖိတယ်၊ကိုင်းတယ်၊တိုက်တယ်ဒါပေမဲ့တကယ်တမ်း virus ကလေးရရတယ်ဒူရီရရတယ်ဒီလို chance ကြီးကတကယ် clear chance ကြီးက PSG ကတော့ပိုတော့ကောင်းသေးတယ်ဘိုးသမား Raya လက်စွမ်းပြတာရေဟိုဘက် နိုင်ထိသွားတဲ့အချိန်ဒါပေမဲ့နှစ်ကြော်ပေါင်းမှာတော့ PSG ပိုကောင်းပါတယ် defensive ဘိုင်းမှာရောသူတို့ left back right back Hakimi နဲ့ဟိုဘက်က Nuno Mendes ဒီနေ့ဆိုရင် Nuno Mendes တော့ struggle ဖြစ်တယ်မဟုတ်ဆိုဘခါယူ Saka ကဒီနေ့ဒုတိယဘိုင်းတစ်ပိုင်းလုံးမှာတောက်လျှောက် pressure ပေးတယ်။ Saka ကတော့ကိုစန်တီယာကိုဘာတစ်ပတ်မှာ goal သွင်းပြီးတော့ခု ပါတီပရက်စ်မှာကိုးသွင်းနိုင်ပေမဲ့အာဆင်မလုံလောက်ခဲ့ဘူးပေါ့လေကျွန်တော်မိုင်းလူးစ်ကယ်လီနဲ့ပတ်သက်တဲ့နည်းနည်းလေးပြောချင်တဲ့ချက်ကလူးစ်ကယ်လီကကောင်းနေပြသူကကောင်းတာနဲ့ဆိုးတာနဲ့ထွန်တွဲနေတာသူနဲ့ပတ်သက်လို့ကျွန်တော်တို့ကောင်းတဲ့ဘိုင်းတွေအများကြီးရှိတယ်ဒရိုက်လုပ်တဲ့ဘိုင်းတွေဆွဲပြေးသွားတဲ့ဘိုင်းတွေ ဒါပေမဲ့အားနေချက်ကသူကပါတော့အမားတွေလွယ်လွယ်ကူကူဖြစ်တယ်ဗျာပနဒီလွယ်လွယ်ကူပေးတာအတက်ငဲတာတွေးကြုံရတယ်ပါတယ်ဆိုတော့သူကြောင့်ပနဒီပေးရတယ်ဖတင်းညာလို့ကိုကိုသမားဆေးသွားတယ်ဒါပေမဲ့ overall performance မှာ Paris Saint Germain ပိုကောင်းတဲ့အသင်းဖြစ်သွားတယ်အခုလက်ရှိမှာပထမကြော်တော့က Dembele ရဲ့ကိုဒီနေ့ကတော့ Fabian Luiz ရဲ့ quality ကိုရဲ့ Hakimi ရဲ့ quality ကိုနှစ်ခုနဲ့ပကာယူဆက်ကတခုပြန်သွင်းပေးမယ် PSG က၃ခုတခုနဲ့တတ်သွားတယ်ဆိုတော့ Inter Milan နဲ့ Paris Saint Germain Paris Saint Germain က ၂ချိန်မြောက်ဖိုင်နယ်တက်တယ်အင်တာမီလန်ကတော့အခု၄ချိန်မြောက်ချန်ပီယံယူဖို့သူတို့တွေ့မယ်ကမ္ဘာကမေ31ရက်နေ့အရင်းစာအရီနာမှာကမ်းပဲဆိုတော့အခုလောလောဆယ်အနေထားရတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဥရောပချန်ပီယံလိပြိုင်ပွဲကြီးကတော့ဒါပေးတဲ့တွေတော့စောင့်မျှော်နေပြီဆိုတော့ PSG နဲ့အင်တာမီလန် အင်တာမီလန်အသင်းက64 65 2010ပြီးတော့အခု၄ချိန်မြောက်ချန်ပီယံအတွက်စတာလီလုံးမြောက်ကိုရယူဖို့လုပ်တဲ့ချိန်မှာပါရီစိန့်ဂျာမိန်ကသူတို့တမိုင်းတစ်လျှောက်အသင်းကိုစပြီးတော့ကာတာဂရုကစဝယ်ထားတဲ့အချိန်နာဆာအက်ခလာဖီစဝယ်တဲ့အချိန်ကနေ2011ကနေခု2025ဆယ်လနှစ်တာကာလအတွင်းအလိုချင်းဆုံးစုဖလားအရာချင်းဆုံးစူဖလာကိုသူတို့ဒုတိယအကြိမ်ဖိုင်နယ်တက်ပြီဆိုတော့ဒုတိယအကြိမ်ဖိုင်နယ်တက်ပြီဆိုတဲ့အချိန်မှာဒီတစ်ချိန်မှာ PSG တို့ကအနီးဆက်ဆုံးထပ်ဖြစ်လာပြီ ကမ်ဘာရောဘာဆိုနာလည်းမဟုတ်ဘူးအာဆယ်လည်းမဟုတ်ဘူး PSG ကဒီပွဲမှာဒါ free break လို့ပြောလို့ရတဲ့အခြေအနေမျိုးဖြစ်သွားပြီဆိုတော့ Paris Saint Germain နဲ့ Inter Milan က Allianz Arena မှာမေ31ရက်နေ့မှာကမ်းမယ်ဆိုတော့ ဂီရာဆင်းနဲ့ရာဖင်ညာကတော့73ကိုးစီနဲ့ twin ကိုအများဆုံးလုတ်ထည့်ကစားမှဖြစ်ပြီးတော့ active ဖြစ်တဲ့ကစားမတွေကဆိုရင်လော်တာရူမာတီနက်စ်က9ကိုးအတွင်းနဲ့ဥစမာနီဒမ်ဘေလီက8ကိုးအတွင်းနဲ့ဆိုအရာကအခုလောလောဆယ်အနေထားရဆိုအင်တာမီလန်အသင်းကို PSG ကဒါအသာစီးနဲ့ favorite ဖြစ်ထားတယ်ဆိုဖလားသုံးလုံးနဲ့အတူဘာဆိုနာကိုရယူပေးတဲ့ Luis Enrique ကသူ့ career ရဲ့နောက်ထပ် champion league ကိုယူမလား Simone Inzaghi က PSG တစ်ခေါက်မရခဲ့တဲ့ champion league ကိုသူတို့ထပ်ယူပြီး၄ချိန်မြောက် champion ယူမလားဒါကတော့အခုလောလောဆယ် စီမီဖိုင်နယ်နှစ်ပွဲကနေကျော်ဖြစ်လာတဲ့ဖိုင်နယ်ရောက်နှစ်သင်းနှစ်သင်းတော့တကယ်ကောင်းနေတဲ့သင်ပဲဟိုဘက်ကဂျန်လူဂျီဒူနာရူမာ AC မီလန်ဂိုးသမားဟောင်းဂျန်လူဂျီဒူနာရူမာရဲ့ဘာရစင်ဂျာမင်းနဲ့အင်တာမီလန်ကရန်ဆိုပါနဲ့ဂိုးသမားကောင်ဂိုးသမားကောင်နှစ်ယောက်အားပြိုင်ဟုတ်မယ်ဖိုင်နယ်ကတော့တကယ်ကိုစိတ်ဝင်စားစရာဖြစ်ပါတယ်ဘယ်သင်းချန်ပီယံဖြစ်မလဲကိုမမဝင်အောင်မှတ်ချက်ပေးကြပါအောင်ကြည့်ကြပါလေ